မော်စကိုကယူကရိန်းမျိုးတွေကိုတင်ပိုက်ဖို့အကြီးအကျယ်ထိုးစစ်ဆင်ခဲ့ပြီးယူကရိန်းရဲ့ကာကွယ်ရေးတပ်ဖွဲ့တွေပြိုကျသွားခဲ့ပါတယ်။အဲဒီနောက်ရုရှားတင်ကားတွေကစူမျိုးစီအရှိန်အဟုန်နဲ့ခြိတက်လာခဲ့ပါတယ်။2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့မှာရုရှားကယူကရိန်းကိုတိုက်ခိုက်မှုစတင်ခဲ့ပြီးရက်အနည်းငယ်အတွင်းအောင်ပွဲရမယ်လို့မျှော်လင့်ထားခဲ့ပေမဲ့ဒီတိုက်ခိုက်မှုကသွေးထွက်တံရိုတစ်ခုအဖြစ်ပြောင်းလဲသွားတာ၃နှစ်ကျော်ကြာကြာရှည်ခဲ့ပါတယ်။ Kremlin က Kiev မြို့က82နာရီအတွင်းမှာတိမ်ပိုက်ခံရလိမ့်မယ်လို့ကြွေးကြော်ခဲ့ပေမဲ့ Ukraine မြေပြင်ပေါ်ကတွက်ချက်မှုအလုံးကမမှန်ကန်ခဲ့ပါဘူး။ဒီအချိန်ကာလအတွင်း Russia ဟာ Ukraine နဲ့မြေစုစုပေါင်းရဲ့20ရာခိုင်နှုန်းကိုသာထိန်းချုပ်ထားတယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါပေမဲ့စစ်ပွဲရဲ့လူသားဆုံးရှုံးမှုဟာထိလန့်ပွဲရာအတိုင်းအတာထိရောက်ရှိခဲ့ပါတယ်။ Russia Federation ကသူ့ရဲ့သမိုင်းမှာအဆိုးရွားဆုံးစီးရီးဆုံးရှုံးမှုတွေကိုခံစားနေရပြီး Ukraine အဆို ရကမကြသေးခင်ကရုရှားဘက်ကဆုံးရှုံးမှုတက်တန်းခန့်ရှိရလို့ကြေညာခဲ့ပါတယ်။ဒါပေမဲ့ဒီကြားလိုလက်တဲ့လေလာသူတွေကတော့အနည်းဆုံးခံမှန်းချက်တွေတောင်းတိမ်းနဲ့ချီပြီးတော့ဆုံးရှုံးမှုရှိရလို့ထောက်ပြပါတယ်။ဒါအပြင်ဒီစစ်ပွဲရဲ့ရုရှားအတွက်အကျိုးဆက်တွေဟာစီးရင်နယ်ပယ်တစ်ခုတည်းထိခိုက်တာမဟုတ်ဘဲလူဦးရေဆိုင်ရာစီးပွားရေးနဲ့လူမှုရေးဆိုင်ရာ ရှုထောင့်နေမှာလဲနိုင်ရှိုင်းတဲ့ဒဏ်တွေဖြစ်ပေါ်စေနေပါတယ်။စစ်ပွဲအစပိုင်းမှာရုရှားစီးရင်စီမံကိန်းသူတွေရဲ့ခေတ်မျိုး ့82နှစ်အတွင်းဒိန်းပိုင်နိုင်မယ်ဆိုတဲ့မျှော်လင့်ချက်တွေဘလို့မှမပြည့်မီခဲ့တာအခုထိရှင်းလင်းနေပါတယ် ကမ္ဘာဒုတိယအကြီးဆုံးစစ်တပ်အဖြစ်ကြီးကျယ်ခံရတဲ့ရုရှားလက်နက်ကိုင်တပ်ဖွဲ့တွေကစစ်မြေပြင်မှာတားဆီးဖို့ခက်ခဲတဲ့အင်အားကြီးတစ်ခုအဖြစ်ရှုမြင်ခံခဲ့ရပါတယ်။ဒါပေမဲ့စစ်ပွဲရဲ့ပထမအပတ်အတွင်းမှာအရေးကြီးတဲ့၆ပတ်ပို့ဆောင်ရေးလမ်းကြောင်းတွေဖြိုချမှုရဟတ်ရင်တွေနဲ့လေရင်တွေထိရောက်စွာလဲပတ်နိုင်စွမ်းမရှိမှုနဲ့စီမံကိန်းမကောင်းမှုတွေကြောင့်တင်ကားတွေလွဲကူစွာပြစ်မှတ်ဖြစ်လာမှုတွေကယူကရိန်းကာကွယ်ရေးတပ်ဖွဲ့တွေမမျှော်လင့်ထားတဲ့အောင်မြင်မှုတွေရရှိစေခဲ့ပါတယ်။ မော်စကိုရောနိုင်ငံတကာသုံးသပ်သူတွေပါဒီလိုပြင်းထန်တဲ့ခုခံမှုဒါမှမဟုတ်ရုရှားစစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးချွေးရင်းချက်တွေနဲ့ရုန်းကန်ရမယ်လို့မထင်မှတ်ခဲ့ကြပါဘူး။ဒါအပြင်ရုရှားကတာဝီးဒုံးကြီးနဲ့အမြောက်စနစ်တွေကိုအားကိုးတဲ့နေဖြူဟာတွေနဲ့တောင်လိုချင်တဲ့ရလဒ်တွေမရရှိခဲ့ဘူးဆိုတာကို အလေးပေးဖော်ပြထားပါတယ်။ ထိုးစစ်ဆင်မှုရဲ့အစပိုင်းအဆင့်မှာရုရှားရဲ့ဝေဟင်ပြူဟာမြောက်တာလွန်မှုကိုအတုံးမချနိုင်ခဲ့တာကလည်းအရေးကြီးတဲ့အကြောင်းချက်တစ်ခုအဖြစ် ရှုမြင်ခံရပါတယ်။ ရုရှားထိန်းချုပ်ထားတဲ့နယ်မြေကယူကရိန်းနယ်မြေရဲ့၅ဘုံတဘုံခန့်ကိုလွှမ်းခြုံထားပြီးတော့ဒါပေမဲ့ကျွမ်းကျင်သူတွေကဒီနယ်မြေရဲ့တည်တာထင်ရှားတဲ့အစိပ်အပိုင်းဟာ2014-2015ပြည်ပခန့်အတွင်းဒွန်ဘတ်နဲ့ခရိုင်းမီးယားဒေသတွေမှာရုရှားရဲ့တကယ့်ထိန်းချုပ်မှုအောက်မှာရှိနေပြီးဖြစ်တယ်လို့ထောက်ပြပါတယ်2022ခုနှစ်ဖေဖော်ဝါရီလမှာစတင်ခဲ့တဲ့အဓိကထိုးစစ်ဆင်မှုကလေးကရုရှားသိမ်းပိုက်ခဲ့တဲ့နယ်မြေဟာမျောလင့်ထားသလောက်ခြေပြတ်မှုမရှိခဲ့ပါဘူးစစ်ပွဲလေးလာရေးအင်စတီ G2 ရဲ့အဆိုအရ2024ခုနှစ်အကုန်မှာရုရှားစစ်တပ်ကယူကရိန်းရဲ့စုစုပေါင်းနယ်မြေ3.600ခိုင်နှုန်းသာ ဖြစ်တဲ့စတူယန်ကီမီလိုမီတာ4000ကိုသာတိမ်းပိုက်နိုင်ခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ Force ရဲ့အကဲဖြတ်မှုအရရုရှားရဲ့လားစင်တိမ်းပိုက်မှုဒုတက်နှုန်းကစတူယန်ကီလိုမီတာ60ရာနေတရာကြားမှသာရှိရလို့ဆိုပါတယ်။ယူကရိန်းတိုင်းနိုင်ငံလုံးကိုတိမ်းဖို့ဆိုရင်တော့ရာစုနှစ်တွေတောင်မှကြာနိုင်တယ်လို့ပြောကြပါတယ်။ ဆုံးရှုံးမှုတွေကစစ်သားတသန်းနီးပါးအထိရောက်လာနိုင်သလားလို့ထွေးမိပါတယ်။ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ရုရှားရဲ့စစ်သားဆုံးရှုံးမှုတည်ဆုံးသူတွေနဲ့ဒဏ်ရာရသူတွေစုစုပေါင်း9,500လောက်ရှိရလို့ဆိုပါတယ်။ဒါပေမဲ့လွတ်လပ်တဲ့အနောက်နိုင်ငံအရင်းမြစ်တွေကတော့ဒီကနန်းကိုချဲ့ကားထားရလို့ယူဆကြပါတယ်။ UK ကာကွယ်ရေးဝန်ကြီးဌာနကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာခံမှန်းပေးထားတာကတော့ရုရှားဆုံးရှုံးမှု9,500ကျော်သွားပြီလို့ဖော်ပြထားပါတယ်။ဒီကနန်းတစ်ခုတည်းနဲ့တင်ရုရှားရဲ့အစဲစွန်းတဲ့အတွင်း စီရင်ဝင်ရောက်ဆွဲဖက်မှုတွေကဆုံးရှုံးမှုစုစုပေါင်းကိုကြုံလွန်နိုင်ပါတယ်။ရုရှားမှာလူဦးရေအချက်အသေးရှိနေတာကြောင့်ဒီလိုဆုံးရှုံးမှုမြင့်မားတာကနိုင်ငံနေနဲ့ရေတိုးရေရှည်မှာပြန်လည်နလန်ထူဖို့အရန်ခက်ခဲစေပါတယ်။ဘာလို့လဲဆိုတော့ရုရှားမှာမွေးဖွားနှုန်းကကျဆင်းနေပြီးတော့ လူငယ်ဦးရေကတော်တော်လေးနေပါနေလို့ပါဒါအပြင်စစ်မှုထမ်းဖို့ရှောင်ပြီးတော့နိုင်ငံသားကိုထွက်သွားတဲ့လူငယ်ယောက်ျားလေးရဲ့ဦးရေက9သိန်းကနေ9သိန်းလောက်ရှိရလို့ခန့်မှန်းကြပါတယ်ရုရှားစစ်တပ်ရဲ့ထောင်လန်းကြီးနဲ့ပြူဟာဆိုင်ရာအမားတွေကလည်းစစ်ပွဲရဲ့အာအသင်းစရာအချက်တခုပါရုရှားစစ်တပ်ရဲ့ပုံမှန်ထောင်လန်းကြီးနဲ့ပြူဟာစီမံကိန်းကြီးပြိုကျသွားတာက တကယ်ကိုမထင်မှတ်ထားခဲ့တာပါ။ဂျန်ချင်သူတွေအများစုကရုရှားဗိုလ်ချုပ်တွေဟာယူကရိန်းကမြန်မြန်လန်နဲ့ချမှတ်လို့ယူဆပြီးအစီအမံတွေချမှတ်ခဲ့လို့ပြောကြပါတယ်။ဒါပေမဲ့ယူကရိန်းစစ်တပ်ရဲ့မမျှော်လင့်ထားတဲ့ခုခံမှုအနောက်နိုင်ငံတွေကထောင်လန်ရေးအကူအညီဒေသခံတွေရဲ့ကာကွယ်ရေးစိတ်ဓာတ်တွေကြောင့်ရုရှားကိုအံ့အားသင့်စေခဲ့ပါတယ်။တစ်ဖက်မှာလည်းရုရှားစစ်တပ်ရဲ့ထောက်ပံ့ပို့ဆောင်ရေးစနစ်ကရေတိုးတိုက်ပွဲတွေအတွက်ပဲဒီဇိုင်းထုတ်ထားတာဖြစ်ပြီးရေရှည်စစ်ပွဲမှာ လောင်စာခေရန်စာနယ်ရိတ်ခါထောက်ပံ့မှုတွေမှာကြီးမားတဲ့အကျအတဲတွေကြုံရတယ်ဆိုတာသိသာလာပါတယ်။ GF မြို့စင်စီဘုံထိရောက်ခဲ့တဲ့တန်ချက်ကရန်တန်းနေရလောင်စာပြက်လက်မှုကြောင့်ရက်တန့်သွားရပြီးထောက်ပံ့ဖို့ဆောင်ရွက်ခွင့်ဆက်လည်းပြတ်တောက်သွားခဲ့ပါတယ်။စီပွားရေးနဲ့ဗန္ဒာရီအခက်ခဲတွေရာလည်းမသေးပါဘူးစစ်ပွဲကုန်ကြစည်တွေတန်ခတ်ပိတ်ဆို့မှုတွေရဲ့တက်ရောက်မှုစစ်ပွဲကြာရှည်လာမှုတွေက ရုရှားစီးပွားရေးကိုအဆိုးရွားဆုံးအဆင့်ထိထွန်းပို့နေပါတယ်။စွမ်းရည်ဝင်ငွေတွေအပေါ်မိခိုနေရတဲ့ရုရှားဘတ်ဂျက်ရဲ့30ရာခိုင်နှုန်းလောက်ကအငွေ့ပြီးပြန်သွားတယ်လို့သိရပါတယ်။ဥရောပရဲ့ရုရှားတံခွေပေါ်မိခုံမှုကတဖြည်းဖြည်းလျှော့လာနေပြီးတရုတ်နဲ့အိန္ဒိယလိုတခြားစည်းကွက်တွေကိုရောင်းချတာကလည်းတိတာတဲ့လျှော့စည်းတွေနဲ့ရောင်းနေရပါတယ်။ဒါအပြင်အနောက်နိုင်ငံထုတ်နေပညာနဲ့အပိုပစ္စည်းတွေရဖို့အခက်အခဲတွေက ရုရှားရဲ့ကာကွယ်ရေးလုပ်ငန်းကိုဖိအားပေးနေပါတယ်။ Brookings အစီရင်ခံစာရေးအရရုရှားရဲ့နိုင်ငံသားနေပညာမြင့်အစိပ်ပိုင်းတွေပေါ်မိခိုနေရမှုက အခုထိမဖြေရှင်းနိုင်သေးဘူးလို့ဆိုပါတယ်။ ဝင်ငွေပြတ်ကျောက်မှုတွေကမြန်မာ့ငွေကြေးဖောင်းပွားမှုနဲ့ရူဘန်ငွေတန်ဖိုးကျဆင်းမှုအပေါ်ဖြစ်ပေါ်လာနေပါတယ်။2025ခုနှစ်အလယ်ပိုင်းမှာတည်ဝင် data တွေအရရူဘယ်လာဒေါ်လာနဲ့ရှင်ရင်23ရာခိုင်နှုန်းကျဆင်းသွားပြီးငွေကြေးဖောင်းပွားမှုကတော့7ရာခိုင်နှုန်းလောက်ထိတက်လာခဲ့ပါတယ်။ ဖြစ်နိုင်ခြေရှိတဲ့အခြေအနေတွေကတော့စုတ်ခွာဖို့နျူကလ িয়ার လက်နက်နဲ့ချင်းချောက်ဖို့ဒါမှမဟုတ်ရေရှည်ရပ်တန့်သွားဖို့ပါအခုအချိန်မှာရုရှားဟာစိုးရွားတဲ့ရွေးချယ်စရာ၃ခုနဲ့ရင်ဆိုင်နေရပါတယ်တခုကတော့ဖြူဟာမြောက်နျူကလ িয়ার လက်နက်တွေအသုံးပြုဖို့အထိအစင်းမြင့်တိုက်ခိုက်မှုပါဒါပေမဲ့ဒီလိုလုပ်ရင်နေတိုးကတံပြန်တုံးပြန်လာနိုင်ပြီးရုရှားကိုကမ္ဘာနိုင်ငံရေးမှာလုံးဝအထီးကျန်စေနိုင်ပါတယ်တကယ်လို့ရုရှားကလုံးဝစုတ်ခွာလိုက်ရင်တော့ပူတင်ရဲ့အစိုးရအတွက်ဒီလိုရှုံးနေမှု မှုကသူ့ရဲ့ပြိုကျမှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။တန်တမန်ရင်းနှီးနဲ့ဖြည့်ရှင်ဖို့ဆိုရင်ယူကရိန်းကအနေပြန်ပြန်လည်ရယူဖို့နဲ့လုံခြုံရေးအာမခံချက်တွေလိုချင်နေပေမဲ့ရုရှားဘက်ကတော့တင်ထားတဲ့အနေမျိုးတွေကိုဆွန့်လို့ဖို့ရည်ရွယ်ချက်မရှိပါဘူး။ဒါကအညီနိုင်မှုတွေကို ပိတ်ပင်ပိတ်ဆို့နေတာပဲဖြစ်ပါတယ်။သုံးသူတွေကတော့ဒီရွေးချယ်စရာတွေကဘာမှခရမလင်အတွက်ကိုအကျိုးမဖြစ်ချွန်းဘူးလို့ပြောကြပါဗျ။ တစ်ဖက်မှာရှုံးနေမှုကိုလည်းခံရမယ်။နောက်တစ်ဖက်မှာကုန်ကြစည်နဲ့မတန်လောက်အောင်ပိဆက်ရတဲ့အစ်စ်ပွဲကိုဆက်လုပ်ရမယ်။တတိယအခြေအနေကတော့ရေရှည်ရက်တက်နေမှုကရုရှားရဲ့ပြည်တွင်းနိုင်ငံရေးကိုနောက်ဆုံးမှဖြိုကျစေနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ရုရှားရဲ့အနာဂတ်အတွက်ချိန်ချမှုကဘာလဲဆိုတော့အထင်ရှားဆုံးမိကုံးကတော့ Russian Federation က ဒီအကြက်တဲကိုကျော်လာနိုင်မလားဆိုတာပါ Brookings လို့အဖွဲ့အစည်းတွေကပူတင်ရဲ့အာနာဩဇာအားနေလာရင်ဒါမှမဟုတ်အာနာသိမ်းမှုကြိုးပမ်းမှုတွေဖြစ်ပေါ်လာရင်ရုရှားရဲ့နိုင်ငံရေးနဲ့အုပ်ချုပ်ရေးဖွဲ့စည်းပုံကပြိုကျနိုင်တယ်လို့ဆိုကြပါတယ်အာနာရှင်စနစ်တွေရဲ့အကြီးမားဆုံးအားနေချက်ကတော့ရှုံးနိမ့်မှုအတွက်အပြစ်တင်မှုတွေကလူတဦးတည်းပေါ်မှာကြာရောက်လာနိုင်တဲ့အန်တရဲပါဆိုဗီယက်ယူနီယံပြိုကျသွားတာကအာဖဂန်နစ္စတန်မှာရှုံးနိမ့်မှုနဲ့စီးပွားရေးအခြေအနေတွေကြောင့်အ धिक ဖြစ်ပေါ်ခဲ့တာပါအခုလည်းအလားတူတမိုင်း တန်တရာအကြောင်းပြောနေကြပါတယ်။ရုရှားနိုင်ငံပိုင်းမီဒီယာတွေကတော့လာမယ့်လအနေငယ်အတွင်းသေချာအောင်မြင်မယ်ဆိုတဲ့အဆောင်ပုဒ်ကိုထက်ခါထက်ခါပြောနေကြပါတယ်။ဒါပေမဲ့မြေပြင်ပေါ်မှာဆုံးရှုံးမှုတွေနဲ့အနောက်နိုင်ငံတွေကလက်နက်အကူအညီပုံများလာတဲ့ယူကရိန်းစစ်တပ်နဲ့ရင်ဆိုင်နေရတာကမဟာဗျူဟာဆိုင်ရာကွယ်လွှဲမှုတွေကိုထင်ရှားစေပါတယ်။ တချို့အရင်းမြစ်တွေကတော့ရုရှားကဒီဇလန်ကိုပြည်ရင်းနိုင်ငံရဲ့တည်ငြိမ်မှုအတွက်အသုံးပြုနေရလို့ဆိုကြပါတယ်။ယူကရိန်းရဲ့ခုခံမှုနဲ့နေတိုးရဲ့ပြန်လည်နှိုးထမှုကလည်းအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ရုရှားရဲ့ယူကရိန်းကိုကျူးကျော်မှုက NATO ကိုထိထိရောက်ပြန်လည်နှိုးထားစေခဲ့ပါတယ်။မဟာမိတ်အဖွဲ့အတွင်းထင်မြင်ချက်ကွဲလွဲမှုတွေ၊ဘတ်ဂျက်အငင်းပွားမှုတွေကရုရှားရဲ့တိုက်ခိုက်မှုအပြီးမှာစုစုပေါင်းကာကွယ်ရေးဗီဇစီအများကြီးဥတည်သွားခဲ့ပါတယ်။အခု NATO ကဖင်လန်နဲ့ဆွီဒင်လိုနိုင်ငံတွေပါဝင်လာမှုနဲ့ချဲ့ထွင်နေပြီးတော့ရုရှားရဲ့အမြောက်ဖက်နဲ့အနောက်ဖက်ရှေ့တန်းတွေကိုဖိအားပေးနေပါတယ်။ဒါက Kremlin ရဲ့ဗျူဟာမြောက်အရေးပါမှုကိုရောကြားစေတဲ့ဖြစ်ပေါ်မှုတစ်ခုပါ။ စစ်ပွဲကိုဆက်ပြီးတော့ထိုင်နိုင်မှာလားဆိုတော့အရေးကြီးဆုံးမေးခွန်းကတော့ရုရှားမှာဒီစစ်ပွဲကိုအကန့်အသတ်မရှိဆက်လက်ဆွဲထားနိုင်တဲ့စွမ်းရည်ရှိရလားဆိုတာအရင်မေးရမှာပါ တန်နဲ့ချီတဲ့ဆုံရှုံမှုတွေကဆက်လက်ထိန်းထားနိုင်စရာမရှိပါဘူး။ဆုံရှုံမှုစစ်ပွဲရဲ့ရလဒ်နေနဲ့ရုရှားစစ်တပ်ရဲ့ခေမီစက်ကရီယာတွေကအကုန်ခံလာနေပါတယ်။ရုရှားကအရေးချင်းပြည်မီတဲ့ဝန်ထမ်းတွေရှာဖွေရမှာအခက်အခဲတွေနဲ့ရင်ဆိုင်နေရပါတယ်။လူလူရဲ့အကြီးအကျယ်တစ်စိတ်တစ်ပိုင်းကလည်းစစ်ပွဲအပေါ်တွန်းဆုံနေကြသလိုဇိုးရင်ပူပန်နေကြပါတယ်။အနောက်နိုင်ငံဗဟိုပြုကျွမ်းကျင်သူအတိုင်းဝိုင်းကတော့မော်စကိုကကိုကူကိုပြည်စည်းရာကိုဦးတည်နေတယ်လို့ယူဆကြပါတယ်။ဒါပေမဲ့ရုရှားဘက်ကတော့စင်ကျင်ဘက် မြင်နဲ့ကျွန်တော်တို့အချိန်ကြာကြာဆက်ထိန်ထားနိုင်မယ်။ယူကရိန်းကတော့ပင်ပန်းနွမ်းနေနေပြီလို့ဆိုကြပါရယ်။ဒါပေမဲ့တစ်ဖက်မှာလည်း၃နှစ်လုံးလုံးမျောလင့်ထားတဲ့လက်နက်ချမှုကအခုထိမဖြစ်သေးတာကရုရှားကအတိုင်းအတာတစ်ခုထိခံနိုင်ရရှိရယ်ဆိုတာကိုပြသနေပါရယ်။ ဒါကြောင့်စစ်ပွဲကရှေးတိုးမှာရှင်းရှင်းလင်းလင်းအဆုံးသတ်ဖို့မဖြစ်နိုင်ဘူးလို့ယူဆရပါတယ်။ဒီချိန်လေးက82နှစ်အတွင်းပြီးဆုံးမယ်လို့မျှော်လင့်ထားခဲ့ပေမဲ့အခုဆို3နှစ်အတွင်းနဲ့ရောက်နေပါပြီ။တန်းနဲ့ကြီးတဲ့ဆုံးရှုံးမှုတွေ၊ဒေဆုံးသူတွေ၊ဒဏ်ရာရသူတွေနဲ့အတူရုရှားစီးပွားရေးကတစ်နေ့တစ်နေ့ဆိုးရွားလာနေပါတယ်။ဒီစစ်ပွဲမှာထွက်ပေါက်တစ်ခုမှမမြင်ရသေးပါဘူး။ရုရှားကဒီစစ်ပွဲကနေဘာရဖို့ရှီမန်းထားတယ်လဲဆိုတာကို ရှင်းရှင်းလင်းလင်းသတ်မှတ်နိုင်ဖို့ရုံးကန်နေရပုံပါပဲ။ ခရိုင်းမီးယားကိုဆက်ထိန်ထားဖို့လားဒွန်ဘတ်ဒေသကိုချဲ့ထွင်ဖို့လားနေတိုးကိုအရှိတ်ကိုမချဲ့ထွင်အောင် တားဆီးဖို့လားဒါပေမဲ့အခုချိန်မှာတော့ခရမလင်ကဒီရီမန်ချက်တရဲ့20ရာခိုင်နှုန်းလောက်ကိုပဲအောင်မြင်နိုင်ခဲ့တယ်လို့ဆိုကြပါတယ်တန်တမန်ရေးအရမော်စကိုကနိုင်ငံတကာစင်မြေပေါ်မှာပိုပိုပြီးအထီးကျန်လာနေပါတယ် ဂျပန်မှာနေတိုးနဲ့ဥရောပကယူကရိန်းနောက်ွယ်မှာစူးစီးပြီးအခုပို့ပြီးတော့ညှိနှိုင်းလှုပ်ရှားနေကြပါတယ်။ရုရှားအတွင်းမှာလည်းပူတင်ရဲ့အစိုးရအပေါ်မကျေနပ်မှုတွေတက်လာနေပါတယ်။အထူးသဖြင့်ဆုံးရှုံးမှုတွေများလာပြီးစီးပွားရေးအခက်အခဲတွေပို့ပြီးတော့နှံ့ရှိုင်းလာတာနဲ့အများပါ။ဒီဒေတာတွေအားလုံးကိုကြည့်ရင်ရုရှားကစစ်ပွဲမှာအနိုင်ရဖို့လမ်းကြောင်းပေါ်မှာရှိတယ်ဆိုတဲ့ပြောဆိုချက်ကလက်တွေ့နဲ့မကိုင်းညီပါဘူး။နယ်မြေထိန်းချုပ်မှုစီးရေးဆုံးရှုံးမှုတွေစီးပွားရေးနဲ့နိုင်ငံတကာအထူးချမ်းမှုတွေကရု ရှားရဲ့ဒီစွန့်စားမှုကိုဖြူဟာမြောက်ရှုံးနိမှုကြီးတစ်ခုအဖြစ်ပြောင်းလဲလာစေပါတယ်။စစ်ပွဲဘလို့အဆုံးသတ်မလဲဆိုတာဘဝရဲ့အနာဂတ်မှာမသေးစားမှုတွေအများကြီးရှိနေပါတယ်။ဒါပေမဲ့အခုလက်ရှိဦးတည်နေတဲ့လမ်းကြောင်းအရရုရှားကအောင်မြင်မှုခြေညာနိုင်ဖို့ထက်ပိုပြီးတော့နှင်းမျောလာဖို့ပဲရှိပါတယ်ရှင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။